အားလုံးပဲမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးဆိုပါရစေ BBC ရဲ့ Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာကဲပထမဆုံးသတင်းကတော့ Mera ကနေပေါ်ပြထားတဲ့သတင်းဖြစ်ပါတယ် Napoli တင်းရဲ့အသက်26နှစ်အရွယ် Nigerian တိုက်စစ်မှု Vida Osimhen ဟာ လက်ရှိအချိန်မှာဂလာဒါဇာရီကိုအငှားသွားရောက်ကစားနေပေမဲ့နာပိုလီတင်းကလည်း United ရဲ့ Ramu Swailand ကိုခေါ်ယူချင်နေတဲ့အတွက်ကြောင့်စာချုပ်စာတမ်းတစ်သိပ်တစ်ပိုင်းအနေနဲ့ United အသင်းကိုပြောင်းရွှေ့သွားဖို့ရှိနေတယ်လို့ဖော်ပြထားတာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ Gazzetta dello Sport ရဲ့သတင်းပေါ့နော်သတင်းတစ်ပုဒ်ကဆက်ဆက်နေလို့ကျွန်တော်တဘာရဲဆွေးနွေးလိုက်ပါမယ်နာပိုလီကအခုနှစ်နွေရာသီမှာဒမ်မတိုက်စင်မှု Ramu Swailand ကိုခေါ်ယူဖို့စူးစမ်းနေပေမဲ့ United အသင်းလိုချင်နေတဲ့ ပြောင်းရွှေ့ခြင်းပေါင်တန်းကားတွေကိုဖြည့်ဆည်းပေးဖို့မတက်နိုင်ဘူးလို့သိရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဆွေးနွေးရမှာအချက်နှစ်ချက်ယူနိုက်တက်လိုချင်နေတဲ့ပေါင်တန်းကားတွေနာပိုလီတင်ပေးနိုင်ဤမပေးနိုင်ဤနော်နောက်တစ်ပိုင်းကဗီတာအော်ဒီမင်ကဘလို့အခြေအနေရောက်လာနိုင်ကြီးရှိတယ်လဲပေါ့နော်ဟွိုင်လန်ကိုယူနိုက်တက်တို့ကအသင်းမှာဆက်ပြီးတိတ်မထားကျင်တော့လို့ကျွန်တော်ယူဆတယ်ဟွိုင်လန်ဒီအသက်အရွယ်ငယ်တဲ့ကစားသမားတစ်ယောက်ဆိုတာလက်ခံနေဒါပေမဲ့အင်္ဂလန်ပရီးမီးယားလိမာတော့သူ့ရဲ့အထလေးမှုကပြဿနာအနေငယ်ရှိတယ်ဗျအင်္ဂလန်ပရီးမီးယားလိမာက ် agility နည်းနည်းလေးမနေလိုက်နဲ့တကယ်လို့ agility နေတယ်ဆိုရင်လည်းတခြားသော skill by နေကောင်းနေမှာဥမာပြောရင်ဗျာ zaxy ဆိုရင်တောင်မှအရင်လူစည်းတောင်နေမှုတုံးလို့ရသေးတယ်ဘာကြောင့်လဲ zaxy က technique ကောင်းတယ်ဗျဥမာပြောရင်တော့ဒီ passing skill ကြီးကောင်းတယ် Ramus Thailand အဲ့လို passing skill ကောင်းတဲ့ကစားသမားမဟုတ်ဘူးအဲ့တော့ Zaxy ကအထာလေးပြင်မဲ့ vision နဲ့ passing နဲ့ပေါင်းစော့လိုက်တဲ့အခါကျရင် number 9နေရာမှာအဆင်မပြေဘူးဆိုတော့ညာလေ number 10နေရာမှာသူ့ထိုက်လျောက်အဆင်ပြေတယ် number 9နေရာမှာတော့မှ သူ့ကိုတဲပြီးတော့ဗျာပြန်လင့်ကပ်ချိတ်လို့ရတယ်။ Whiteland ကကြတော့အဲ့ passing skill တွေအားမကောင်းတဲ့အတွက်သူကတိုးပဲတိုးနေတာ။ဒါပြင် agility ကလည်းနဲတဲ့အခါကျတော့ Italy series အိမ်မှာလို့လှုပ်ချင်တိုင်းလှုပ်လို့မရအောင်။ဒီအမြင်တွေကို United အသင်းရဲ့ ကျွမ်းကျင်တဲ့သူတွေတော့တာဝန်ရှိတဲ့သူတွေကလည်းမမြင်ဘဲနဲ့တော့မနေဘူးအဲ့တော့ဝိုင်လန်နဲ့ဇက်စီနှစ်ယောက်လုံးကိုရောင်းလိုက်တာလည်းဖြစ်နိုင်တယ်ဇက်စီကိုခဏထားပြီးတော့ဝိုင်လန်ကိုရောင်းလိုက်တာလည်းဖြစ်နိုင်တယ်ကျွန်တော်ကတော့ဝိုင်လန်ကိုရောင်းဖို့အတွက်အချိန်ကြီးပိုများတယ်လို့ထင်တယ်ဗျဒီအချိန်မှာနာပိုလီကလည်းနှုံပြီးဝိုင်လန်ကိုခေါ်တာတော့မဟုတ်ဘူးအီတလီစီးရီးရဲ့ဘောလုံးလောကအတော်လေးကိုအထလေးတယ်ဟိုဘောလုံးလောကဖြစ်ပါတယ်အင်္ဂလန်ပရီးမီးယားလိမှာဆိုရင်ကျွန်တော်ပရက်ဆင်ကအတင်းတိုင်းလိုလိုပေးတယ်အဲ့တော့ပရက်ဆင်ပရက်ဆင်ဆိုတာကျွန်တော်ရေပြောနေပေမဲ့ပရက်ဆင်ပေးတဲ့အတင်းကလည်း အဲ့လိုမလွယ်ဘူးခွန်အားအပြည့်ဝသုံးရတယ်ပရက်စင်အပေးခံရတဲ့အတင်းကလည်းအခု white land တို့လိုမျိုး agility နည်းနည်းနှေးရင်အဆင်မပြေဘူးပြောချင်တာအထလေးတဲ့သူတွေ agility မကောင်းတဲ့ကစားသမားတွေက England Premier League မှာဆိုရင်အဲ့ဒါဖေးဖို့တေချာတလောက်ပဲဆိုတော့ဒီ white land ရဲ့ agility မကောင်းမှုက Italy series မှာပြဿနာမရှိဘူးဆိုတာ Napoli အသင်းအနေနဲ့တေချာသိထားတယ်ဘာမှမကြည့်နဲ့ Atlanta မှာတော့ white land goal တွေတွင်းတယ်အဲ့အတွက်ကြောင့် Italy series မှာ ပြန်လဲရှင်သန်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်သူရဲ့အသက်အရွယ်ကလည်းငယ်နေသေးတယ်ဆိုတော့နာပိုလီဒီပွိုင်လန်ကိုအီတလီမျိုးပြန်ခေါ်ဖို့အတွက်စိတ်ဝင်စားတယ်ဆိုတာကြိုးကြောင်းသိလျော်တယ်တခုပဲယူနိုက်တက်ကတော့အရှုံးကြီးကြီးမားမားလိုချင်မှာမဟုတ်ဘူးဗီဒါအော်စီမင်ကယူနိုက်တက်အနေနဲ့လုံးဝမခေါ်ဦးသင့်တဲ့ကစားသမားယူနိုက်တက်မှာရင်မဟုတ်ဘူးအင်္ဂလန်ရဲ့ဘဲဘဲပရီးမီးယားလိဂ်ကလပ်မှာမခေါ်သင့်ဘူးဝိုင်လန်လိုမျိုးအထတော့အရင်မလေးဘူးဒါပေမဲ့ကြန့်ခိုင်မှုပိုင်းပြဿနာရှိတဲ့အတွက်ကြောင့်ဗီတာအော်စီမင်ဒီစေးုံပဲအမြဲတမ်းလိုလိုရောက်နေမဲ့ကစားသမား နောက်ထပ်ပို့ဆိုတာသူ့ပေးရမယ်လောက်ကပမာဏသည်ပေါင်3သိန်းဝန်းကျင်လောက်ရှိတယ်အဲ့အတွက်ကြောင့်ယူနိုက်တက်အနေနဲ့လောက်ကတွေအများကြီးပေးပြီးဒဏ်ရအများတန်းလို့လို့ရနိုင်မယ်ကစားသမားတစ်ယောက်ကိုတော့ယင်းနှိမ့်မြုံနယ်မှုမပြုတ်လို့တည်ုံလို့ကျွန်တော်ထင်ပါတယ်ခင်ဗျယူနိုက်တက်ကတော့ဝိုင်လန်အတွက်ငွေစင်ရမှရောင်းမဲ့သဘောမျိုးပါခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ iPaper ကပေါ်ပြထားတဲ့သတင်းမှာ Chelsea နဲ့ Manchester United တို့ရဲ့ဆက်ဆက်သတင်းပေါ့နော်လွန်ခဲ့တဲ့တပတ်လောက်ထဲကကျွန်တော်ကြားထားတဲ့သတင်းထပ်ပြီးတော့တက်လာတယ်ပေါ့ အသက်24နှစ်ရွယ်အင်္ဂလန်တောင်ပိုင်းကစားသမား Jadon Sancho ကဒီနေ့ရက်ဒီ Chelsea ကိုအငားနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ဒီကစားသမားဒီ obligation with buy လို့ခေါ်တဲ့နောက်အပြောင်းရွှေ့ကာလမှာခေါ်ယူပေးမယ်ဆိုသောဂတိကဝတ်ကိုထည့်သွင်းချုပ်ဆိုထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီထည့်သွင်းချုပ်ဆိုထားတဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏကလည်းအများကြီးမဟုတ်ပါဘူး။ပေါင်25တန်းနဲ့ပါ။ Jadon Sancho United ကိုပြောင်းရွှေ့လာတဲ့အချိန်ကာလတုန်းကပြောင်းရွှေ့ခြင်းနဲ့ရှင်းမယ်ဆိုရင်အမတန်မတန်တတ်တာလုံးပါတယ်။ ဒါပေမဲ့အခု iPaper ရဲ့ဖော်ပြချက်အရတော့ Chelsea ဟာအဲ့ဒီ Jadon Sancho ရဲ့ obligation with buy ကိုဖျက်ပြီးတော့ penalty fees ပဲ United အသင်းကိုပေးသွားဖို့ရှိနေတယ်ဆိုတော့သတင်းမျိုးဖြစ်ပါတယ် penalty fee ဆိုတာကတော့ဗျာ danger ပေါ့လေဒီ obligation with buy ကိုမင်းတို့ဖျက်တယ်ဆိုရင်ငါတို့ penalty fees အနေနဲ့အမပေါင်၅တန်းလားနော်၁၀တန်းလားထည့်သွင်းပြီးတော့ချုပ်ဆိုထားတဲ့သဘောမျိုးပေါ့လေဒါကတော့ amount ပမာဏအတိအကျမသိသေးပါဘူးမှန်းပြီးတော့ပြောတာပေါ့နော် ျွန်တော်အခုပြောနေတဲ့ပမာဏ၂ရက်ထက်လည်းနည်းတာဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဒါကကောလာဟာလာအဆင့်ပဲရှိပါသေးတယ်။တရင်ကလည်းမျိုးစုံထွက်တာအောင်။ဆိုတော့ကျွန်တော်မြန်မာတော့ပြောရမယ်ဆိုပေါင်25တန်းချက်စီးအတွက်ပြဿနာထွေထူးထူးမရှိဘူး။ဂျေဒန်ဆန်ချိုရဲ့လက်ရှိကစားပေးနေတဲ့ဟိုကစားနှုန်းအသိမမှာပေးဆက်နေတဲ့ပေးဆက်မှုနှုန်းနဲ့လည်းအဆင်ပြေတယ် စံချိုလိုကစားသမားမျိုးမပြောပါနဲ့ဗျာဟိုချန်ပီယံရှစ်ကကစားသမားတယောက်လောက်ခေါ်မယ်ဆိုရင်တော့မပေါင်25တန်းတန်း30လောက်ပေးနေရတဲ့ခေတ်မှာဂျေဒန်စံချိုရဲ့ပေါင်25တန်းမျက်စိမိတ်ပြီးပေးလိုက်လို့ရတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဂျေဒန်စံချိုပေးရမယ်လောက်ခပမာဏခါလီကျရင်ကျွန်တော်တို့ရပြောင်းရွှေ့ရေးတစ်ခုကိုကြည့်လို့မရအောင်သူကနှစ်ခုကြည့်ရတယ် transfer fees နဲ့သူ့ကိုပေးရမယ် salary fee ဆိုပြီးကြည့်ရတယ်အဲ့တော့ salary fees ကအမှန်အမှန်များနေတယ်တပတ်ကို ပေါင်2သိန်းခွဲလောက်ဂျီဒန်ဆန်ချိုကရတယ်။တကယ်တမ်းတိတိပပပြောမယ်ဆိုရင် bonus တွေနဲ့ပါထည့်တွက်ရင်ဂျီဒန်ဆန်ချိုရဲ့ salary ကပေါင်3သိန်းဆွဆွဝင်းကျင်လောက်ရှိတယ်။အဲ့လိုပမာဏမျိုးကိုချဲစည်းတင်ပေးမှာမဟုတ်ဘူး။မပေးနိုင်လို့တော့မဟုတ်ဘူး။တော့ဘူလေးတို့ကအခုနောက်ပိုင်းမှာလောက်ခပမာဏပေးချေရေး policy အစ်စ်တွေရေးဆွဲထားတယ်။အစ်စ်မှာ2သိန်းခွဲထက်ပိုပြီးဘယ်ကစားသမားတော်မှလောက်ခပမာဏမပေးဘူးအခု reach game 2သိန်းခွဲဆိုတာကလေဘိုလေးတို့လက်ထက်မှာပေးလိုက်တာမဟုတ်ဘူးဗျအဲ့မတိုင်ခင်အချိန်ကာလတုန်းကပေးထားတဲ့အတွက်ကြောင့်ဘိုလေးတို့က ဟိုအောင်ဒီအောင်တက်နဲ့ reach ကိုနှစ်သိန်းခွဲပေးနေရတာဘန်ချူဝဲတို့ပါတော့လေအတိုင်းပေါ့နော်နှစ်သိန်းနီးပါးလောက်ရှိအခုနောက်ပိုင်းဘဲချာတိတ်မဆိုဘဲကစားသမားမဆိုတောင်းကနန်းတိန်ကနန်းစွစွဝင်းခြင်းပဲပေးပါတော့တယ်အဲ့တို့ကြောင့်ဂျေနဆန်ချူခေါ်ယူရေးမှာတောင်းရွှေ့ကြီးပမာဏထက်ဒီလောက်ခပမာဏပေးချေရေးကအဓိကပြဿနာရှိလာနိုင်တယ်ကျွန်တော်တခါတုန်းကဆန်ချူရဲ့အကြောင်းနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့ဘူးလို့ပေါ့ဂျေဒန်အနေနဲ့ လောကပမာဏရှော့ယူမယ်ဆိုရင်ချယ်ဆီအသစ်မှာဆက်ရှိဖို့များတယ်တကယ်လို့ငါတို့ကလောကပမာဏရှော့မြူနှစ်သိန်းခွဲပေးဒါမှမဟုတ်လည်းသုံးသိန်းဝန်းကျင်ပေးမှဆိုရင်တော့ချယ်ဆီဒီပန်နရီဖီးစ်ကိုပဲပေးလိုက်မယ်သဘောမျိုးရှိပါတယ်ကစားသမားတစ်ယောက်ကိုပေးချရမယ်လောကပမာဏတဘာတည်းပြတ်သွားတာမဟုတ်ပါဘူးတပတ်တခါပေးချေနေရတဲ့အပြင်သူ့ရဲ့ကြယ်ရှိနေတဲ့စာချုပ်တက်တန်းအလိုက်ပါပေးရတဲ့အတွက်ကြောင့်ပို့ပြီးတော့ investment လုပ်ရမှာကြီးမားပါတယ်ဆိုတော့ဂျေဒန်ဆန်ချိုသာလင်း ဒီလောက်ခပမာဏကိုညှိနှိုင်းမပေးဘူးဆိုရင်ချယ်ဆီတင်းကတော့ဂျေဒန်ကိုခေါ်ယူရ percentage နည်းလာနိုင်တယ် penalty fees ပဲ United အသင်းကိုပေးချေသွားဖို့ရှိနေပါတယ်ခင်ဗျကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Tim Jock ကဖော်ပြထားတဲ့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Arsenal အသင်းရဲ့ Sporting Director အသင်း Andrea Barta က Wolverhampton အသင်းရဲ့ Brazil ကစားသမား Matias Cunha ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ် Cunha ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကတော့ပေါင်62.5သန်းပဲရှိပါတယ် Cunha တကယ်မိုက်တယ်နော်အားကြီးနဲ့ ်အခုဇန်နဝါရီပြောင်းရွှေ့ကာလမှာတောက်လျှောက်သတင်းတွေတက်ခဲတဲ့ကစားသမားဘာတာဆိုရဲဘေးရလဲတော်တော်မိုက်တယ်ဗျသူအတလတီကိုမန်ဒရစ်မှာခေါ်ယူခဲ့တဲ့ကစားသမားစီးရင်တွေကိုချစ်ကြည့်လိုက်နောက်ရောင်းချခဲ့တဲ့ကစားသမားစီးရင်တွေကိုလိုက်လိလာလိုက်ကျွန်တော်နောက်ကျရင်အန်ရီယာဘာတာနဲ့ပတ်သက်ပြီးကိုနန်တပုတ်တီးတန့်လုပ်ပေးမယ်ကျွန်တော်တို့ကဟိုက်ပြောနေတာမဟုတ်ဒီဘဲရဲ့လှုပ်ဆောင်ချက်တွေကကြောက်ခမန်းလေးလေးတွေကြီးပဲအက်တလက်တီကိုမက်ဒရစ်ဒီဟိုးရင်တော့အဲ့လောက်ထိကစားသမားကောင်းတွေခေါ်ယူအားပြေတာတွေရောင်းချတာတွေမလုပ်ခဲ့ဘူး တခါတလေကြမှာရောင်းတယ်ဗျာထားပါတော့ဖေကာအိုကိုခေါ်လိုက်တာမျိုးเนาะအဂွဲရိုခေါ်ပြီးတော့ပြန်ရောင်းလိုက်တာမျိုးတော်ရက်စ်ကိုရောင်းလိုက်တာမျိုးအဲ့ဒါလောက်ပဲရှိတယ်ကစားသမားအများစုတောင်းရွှေ့ကြီးအများကြီးနဲ့ရောင်းလိုက်တာခေါ်လိုက်တာမျိုးတွေမမြင်ခဲ့ရဘူးဒီအန်ဒရီးယားဘာတာဆိုတဲ့ဘေးရောက်လာမှသာလေဒီလိုမျိုးအပြောင်းရွှေ့ရောင်းဝယ်တွေမြင်မှုတဲ့အတွက်ကြောင့်အာစနယ်အသင်းရဲ့ဒီနွေရာသီအပြောင်းရွှေ့တွေရာလဲဤဒူးနဲ့မတူတော့မှတေးကြတယ်ဗျအယောစားကြီးတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ဒီအတွက်ကြောင့် နာမည်ကြီးပြီးတော့ပြောင်းရွှေ့ခြင်းမြင့်တဲ့ကစားသမားတွေကိုအာစနယ်သင်မခေါ်ယူနိုင်ဘူးဆိုတော့အတွေးမျိုးကျွန်တော်ဖယ်ထားလို့ရပါပြီ။အန်ဒရီးယားဘာတာလုတ်ရဲကင်ရဲတဲ့ Sporting Director တယောက်ဖြစ်တဲ့အတွက်ကြောင့်ပါခင်ဗျာ။